သုတ္တာသုတ္တဝတ္တနေတဲ့နားထောင်မှများလို့ရှိရင်သုတ္တဆိုတာတိုးလာတယ်တဲ့ဒီနေရာမှာဘုံဘုံတို့သင်ယူခြင်းကိုဒီမျက်စိကိုတဲ့နားကိုပူပြီးတော့ဦးစားပေးနေတယ်ဆိုတာကိုသတိထားခဲ့ဟုတ်လားနားတွေကဝင်တာတွေကပူပြီးတော့ရွှဲတယ်လို့ဘုံဘုံကထင်တယ်ဟုတ်လားဒါကြောင့်အတန်လေးကြားနေခဏခဏကြားနေစာကြည့်မယ်ဆိုရင်တော့မှ ဲ့ဒီစာကိုခုခေတ်ဆိုရင်တော့လွယ်တယ်လေတခါတည်းထက်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 ပေါ့ဒီအတန်ထွက်နေအောင်လှုပ်ထားလိုက်မယ်အတန်ကြားနေတယ်ကြားပါများတော့နားရီဝပြီးတော့နောက်ကြတော့လေယူလေသိမ်းမှာအဖြတ်တော့ပါတခါတည်းရသွားနိုင်တယ်ဒါကြောင့်တချို့ကာထာတွေကိုရကျင်နေဆိုရင်ဘာလှုပ်ထားလဲဖွင့်ထားလိုက်ကြာရင်ရသွားလိမ့်မယ်ဟုတ်လားနော်ပညာကိုရဖို့အတွက်ဘာဖို့အသုံးချဖို့ဒီနေရာမှာဦးစားပေးထားနားကိုပဲအသုံးချဖို့ပြောနေတာဟုတ်လားနော်တုတ်တုတာတုတ္တဝတ္တနေနားထောင်မှများလို့ရှိရင်အကြအမြင်တွေဟာ တိုးလာတယ်တဲ့ဒါညင်းလို့မရဘူးနော်နောက်ထောင်မှမရရင်အကြမြင်တိုးတယ်အဲအကြမြင်တိုးလာတော့ဘာဖြစ်တုံးလဲသူတံပညာရဝတ္တန်တံအဲ့ဒီသူတများလာပြီအကြအမြင်တွေများလာပြီတိတာတွေများလာပြီဆိုလို့ရှင်မှန်မှန်ကန်ကန်တိတဲ့ပညာတွေဟာတိုးလာတယ်တဲ့တဆင့်တက်လာတဲ့အတိရပုံပြီးတော့သဘောပေါက်မှုတွေနဲ့ဆိုင်လာတယ်ပေါ့ဆိုချင်တာကဟုတ်လားအဲ့လိုပညာရပညာတွေတိုးလာပြီဆိုလို့ရှင်အဋ္ဌံသာနာတိတဲ့အတိဘယ်ကိုတိသွားတယ်တဲ့ နော်ပညာတိုးလာပြီဆိုရင်ဘာကိုသိသွားအတိဘယ်ကိုသိသွားလဲနော်ဒါကဘာကိုရှုလို့တာနော်ဒါဘာကြောင့်ဖြစ်တာဒါဒါဖြစ်ရင်ဘလို့ဆက်ဖြစ်မှာဒီဟာအခုလုံးလုံးစဲလဲဘလို့လေးဖြစ်နေတာသူ့ရဲ့အတိဘယ်သူ့ရဲ့သဘောတဘာဝလေးကိုဘာလို့သွားလဲသိသွားဒီတိနားလဲနော်နားထောင်မှများလို့ရှိရင်သူတတိုးမယ်နော်သူတများလို့ရှိရင်ပညာတိုးမယ်နော်ပညာရှိလာပြီဆိုလို့ရှိရင်အတိဘယ်ကိုသဘောတဘာဝကိုနားလဲသွားတယ် အဲ့လိုနားလေသွားရင်ဘာဖြစ်မယ်တုံးねညာတော့အထောဒုက္ခဘောဟောတဲ့နော်အတိပ္ပေကိုနားလေသွားပြီးတဘာဝတရားရဲ့အကြောင်းကိုတခေနားလေသွားပြီးဆိုလို့ရှိရင်ဒုက္ခဘောဟောအဲ့ဒီလိုချမ်းသာပြီးအဲ့ဒီနားလေမှုကချမ်းသာမှုကိုပေးလိမ့်မယ်လို့ပြောတာနားလေမှုကပေးမှာနော်တကယ်စစ်မှန်တဲ့ချမ်းသာဟုတ်လားနောက်ဆုံးဘုံဘုံတို့ဒါဟိုအလွယ်ပြောတာမဟုတ်ပါဘူးနော်အရိယာသူတော်ကောင်းကြီးတွေနော်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသွားတယ်ဆိုတာနိဗ္ဗာန်ချမ်းသာကိုသူတို့ကနားလေအောင်လှုပ်လို့ပေါ့မဉ္ဇဉ်ဖုန်ညာရတော့မဉ္ဇဉ်ဖုန်ညာဖြစ်နားလေသွားတယ်ပေါ့ ပြောရလို့ရှင်ခန္ဓာဟာဆင်းရဲတယ်ဆိုတော့တကယ်နားလည်သွားတယ်ပေါ့တကယ်နားလည်သွားတဲ့အခါကျတော့လူချင်းမှုဟာကိုယ်ကဖြတ်เสียရမလို့အဲ့ဒီနားလည်မှုဟာပဲဖြတ်တော့သွားတဲ့သဘောပေါ့ဘုံဘုံတော့ဆင်းရဲတယ်ဆိုတော့တကယ်နားမလည်တဲ့အခါကျတော့အဲ့ဒါရဲ့ပုံမှာဖြစ်နေတဲ့ Twitter မှုကိုဘလို့မှဖြတ်လို့ကိုမရဘူးဖြစ်နေ Twitter မှုကိုဖြတ်မရတဲ့အခါကျတော့ပျက်စီးမှလည်းအလွန်ကြောက်ဟုတ်လားပျက်စီးတော့မယ်လို့ချင်းချောက်လာပြီဆိုရင်လည်းအလွန်ကြောက်ဘာလို့တုံးလက်တဲ့တရားခံက Twitter မှုရှိနေလို့ပေါ့ Twitter မှုကဘာလို့ရှိတာတော့ ါဒုက္ခလို့တကယ်နားမလဲလို့ပေါ့ဒါကြောင့်ဘုန်းဘုန်းတို့ကဒုက္ခလို့နားလဲအောင်ပဲဦးစားပေးပြီးတော့ဘာလုပ်ရမလဲတော့စ조사ရမယ်ဒုက္ခလို့နားလဲသွားတာနဲ့မဖြစ်သွားမှာတော့အဲ့ဒါရဲ့ပုံမှာ Twitter မှုသူ့အရှင်းတဲ့သူညှော်နေသွားမယ်အဲ့ဒါညှော့သွားလို့ရှိရင် Twitter မှုကြောင့်ဖြစ်တဲ့နောက်ဆက်ထွဲပူလောင်မှုရှုပ်ထွေးမှုအလိုမကျမှုအလိုကျမှုအဲ့ဒါတွေကပေးတဲ့ဒုက္ခတွေကမဖြစ်သွားတော့တခါတည်းချုပ်သွားတာပေါ့နော်အဲ့တော့ညာတော့အထောဒုက္ခဘောဆိုတဲ့စကားလေးကိုသဘောပေါက်ဖို့လိုတယ်ဟုတ်လားအဲအဲ့တော့ဒါပါပြောတာတော့ နားထောင်ခြင်းကနေတဆင့်နောက်ဆုံးချမ်းသာအစစ်အမှန်ကိုရနိုင်တယ်ဆိုတာလေးကိုပြောတာနားထောင်ခြင်းအဖြစ်သုတတိုးတယ်သုတတိုးခြင်းအဖြစ်ပညာတိုးလာတယ်ပညာတိုးလာပြီဆိုရင်အနေဒိဗေကိုသိလာတယ်အနေဒိဗေကိုသိလာပြီနားလည်လာပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာတယ်လို့ပြောတာ ဟုတ်လား